B ရဒီ A SA ဒီ SA ရဲ့အလဲအလဲမှတ်ဖြစ်ပါအလဲမှတ်ဆိုလို့ရှိရင် AB နဲ့ BC က2တယ်ပေါ့နော် AB နဲ့ BC က2တယ် ST ဒီမှာရှိနေတဲ့ ST ရတယ်ဒီ BC ဆိုတော့မြင်းနဲ့ပြိုင်တယ်မြင်းမြိုင်ကုန်တက်တူမှာဆိုလို့ရှိရင်မြင်းနဲ့ကြောင်းကပြိုင်နေတယ်ဆိုလို့ရှိရင်သူကဖြတ်မြင်းဖြစ်တယ်ဆိုလို့ရှိရင်သူကဖြတ်မြင်းဖြစ်လို့ရှိရင်ဒီတောင်နဲ့ဒီတောင်နဲ့တူပဲဒီတောင်ကဒါလည်းပေါ့နော် alpha နဲ့ beta နဲ့တူတဲ့ light pattern နောက်တစ်ခု AC AC နဲ့ဘာနဲ့ပြိုင်လဲဆိုလို့ရှိရင် BT နဲ့ပြိုင် AC နဲ့ BT နဲ့ပြိုင်နေဖြစ်တယ်ဆိုလို့ရှိရင်ဖြစ်လိမ့်ရင်တဲ့ AC နဲ့ BT နဲ့ပြိုင်တယ်ဆိုလို့ရှိရင်ဒီ AC နဲ့ BT နဲ့ပြိုင်တယ်ဆိုလို့ရှိရင်ဒီမှာရှိနေတဲ့ down ဒီ down ဟမ်ဒီလိုမျိုးပြိုင်တယ်ဆိုလို့ရှိရင်ဒီ down နဲ့ဒီ down ဒီ AC နဲ့ BT နဲ့ပြိုင်ဒီ down နဲ့ဒီ down နဲ့က light ဖက် down ပဲဖြစ်ကြပါတယ်နော် light ဖက် down ဆိုသူ alpha နဲ့ beta ပြီးတော့မျိုးပါတယ်မှာ theta နဲ့ phi နဲ့ထည့်လိုက်မယ် တီတန်နဲ့ဖိုင်နဲ့ထဲလိုက်တီတန်နဲ့ဖိုင်နဲ့က iPad ထားနော်အဲ့လိုရှိရင်သတိကံ A C B ထပ်တူညီများချင်းသတိကံ B T S ဖြစ်ပါသလားတဲ့ဖြစ်ပါသလားဆိုလို့ရှိရင်အချက်လက်၃ချက်ပြည့်တယ်ဆိုလို့ရှိရင်တော့ဖြစ်မှာပေါ့နော်အဲ့ဆိုရှင်ဒီသတိကံတစ်ခုကိုနာမည်ခေါ်လိုက်မယ်သတိကံ A C B သတိကံ A C B နဲ့ရိကံ BTS2 တွင် ီသတိကနှစ်ခုပါနော် alpha နဲ့ဘာနဲ့တူလဲဆို alpha နဲ့ beta နဲ့တူတယ်ဘာကြောင့်တူလဲဒီ alpha နဲ့ beta နဲ့ကဘာကြောင့်တူလဲဆို bc နဲ့ဘာနဲ့ပြန်တယ်လေ bc နဲ့ bc app y st နော်ဒီလိုမျိုး alpha equal to beta ဟာ bc app y st ဖြစ်ပါတယ်နော် bc နဲ့ st နဲ့ပြန်တယ်နောက်တစ်ခု theta equal to phi ီတာနဲ့ဖိုင်နဲ့ကကြတော့ဘဒုနဲ့ဘဒုနဲ့ပြိုင်လဲဆို AC နဲ့ဘဒုနဲ့ပြိုင်လဲဆို BT နဲ့ပြိုင်တယ် AC နဲ့ BT နဲ့ပြိုင်တယ်နော်ဒီလိုလေအဲ့ဒါနောက်တစ်ခုက AB is equal to BS2 ပဲဒီတတိယနှစ်ခုပါနော် AB is equal to BS ဘာကြောင့်မို့2လဲဆိုလို့ရှိရင်ဒီမှာလေ BT လည်းမှဖြစ်တယ်ဖြစ်တဲ့အကြောင်းသူဒီပေးချက်ပေးတာပါလေ ပေးချက်ဖြစ်ပါတယ်။ဒါကြောင့်မို့ထို့ကြောင့်3 gun ACB ရထပ်တူညီမယ်3 gun BTS နဲ့ထပ်တူညီပါဖြစ်ပါတယ်။ဘာစီမင်းနဲ့ထပ်တူညီလဲဆိုထာထာနာထပ်တူညီစီမင်းနဲ့ထပ်တူညီမှာဖြစ်ပါတယ်။အေအိုဘီနဲ့စီအိုဒီတို့သည် ုံပါเนาะ A O D မှာ O A A O B C O D ဒီနေဒီလိုဒီ set y တကူအချင်းချင်းနဲ့ကြောင်းဖြစ်ပါတယ် set y မှာရှိနေတော့အချင်းဖြစ်ကြတယ် AC equal to BD AC နဲ့ BD နဲ့တူချောင်းကိုပြခိုင်းတယ်ဒီ AC နဲ့ BD နဲ့တူချောင်းပြခိုင်းတူချောင်းပြခိုင်းဒီတတိယနှစ်ခုကို ထပ်တူရေချောင်းပြနိုင်တယ်ဆိုလို့ရှိရင်ဒီမှာရှိနေတဲ့ AC နဲ့ BD ဆိုတဲ့အနားနှစ်ခုကတူမယ်။ဒါဒီတရိကံတစ်ခုကိုခေါ်လိုက်မယ်။တရိကံ A OC နဲ့တရိကံ B OD B OD A OC B OD ဒီလိုလေးခေါ်ရမယ်နော်။ AOC ဆိုတရိကံမှာသူက CO နဲ့ OD နဲ့တူတယ် CO equal to OD အချင်းဝက်ဟမ် now ဒီဘက် AOE equal to BO သူဒီလဲအချင်းဝက်ပဲ now ဒီတောက်ကိုကြည့်မယ်ဒီဘက်သရိယာမှာပါတယ်ဒီဘက်သရိယာနဲ့ပါတယ်ဒီတောက်ဒီတောက် alpha is equal to beta သူတို့ကထိုက်ဆိုင်တောက်ထိုက်ဆိုင်တောက် ဒါလို့ရှိရင်အနားနှနာနဲ့တထောက်ဟုတ်နော်ဒါလို့ရှိရင်ဒီသရိကံသူကြောင့်သရိကံ AOC ထပ်တူညီမျှခြင်းသရိကံ BOD ဟာဘာနဲ့တူလဲဆိုနာထနာနာထနာထပ်တူညီထပ်တူညီစီမြင်တဲ့ထပ်တူညီပါတယ်နော်နာထနာ အထာနာထတ်တူစီမင်းနဲ့တူပါတယ်။အဲဒါကြောင့်ဒီတတိကနဲ့ခုထတ်တူညီွားဖြစ်တဲ့ကြာနေတဲ့အနာတွေတောက်တွေက life pet နာ life pet တောက်အနေနဲ့တူတယ်။သူကကြတော့အနာဖြစ်တဲ့တွေကြောင့် life pet နာတူမယ်။ထို့ကြောင့် AC is equal to BD ဟာ life pet အနာ